နွေဦးနရတင်ကိုနားဆင်အားပေးနေကြတဲ့တောတာရှင်များအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစိတ်ရောကိုယ်ပါကျန်းမာလန်းပြကြပါစေခင်ဗျာအခုဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ Hello ဒါပဲဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာ Hello ဒါပဲ တယ်လီဖုန်းလာတယ်ဆိုလို့သွားကင်လိုက်ပြီးဟုတ်ကဲ့ကိုပါကွာမောင်သွေးတက်ပါဟာကိုနီးကောင်းလားဒီမှာကိုပြောတာသေးသေးချာချာနားထောင်ကိုသိန်းဆိုင်ရဲ့ကိုရဲ့မဂဇင်းတစ်စောင်ကင်မလို့မောင်ရင်စီကအတူတပုတ်လိုချင်တယ်ရေးထားလိုက်15ရက်နေ့ဖုန်းထက်ဆက်မယ်ဒါပဲဟာကိုကျွန်တော်မအားသေးဘူးဟိုကိစ္စကျွန်တော်စကားမဆုံးသေးဖုန်းချသွားသည်အခုမောင်သွေးတက်တယောက်ဘလို့ဖြစ်တာလဲ အရင်ကဆိုလျင် စကားပြောတဲ့အခါလူရင်းကိုတိုက်ရိုက်မပြောဘဲအလင်းကားရီနမိတ်ပုံတွေခြံရံပြီးဝိကဝိုက်ကပြောတတ်တာပြီးတော့ဘယ်သူဘယ်ဝါနေကောင်းလားဆိုပြီးစရင်းရှည်ချင်းနဲ့မေးတတ်တာဒါတယ်မကကိုချစ်စံတယောက်တောင်လေးလုံးမှာပစင်းတက်မယ်ပြောပြီးမှဟိုလိုလိုဒီလိုလိုနဲ့ရှောင်းနေတာကြားပြီးပြီလားစသည်ဖြင့်စကားကြောရှည်တတ်တာခုကြမှာဘယ်နဲ့ကြောင့်စကားကိုဒုံးပြီးသလိုစက်တက်ရွတ်ဖက်ပြီးဖုံးချသွားရတာလေ တခြားအလုပ်တွေပြိနေလို့မေးနိုင်သေးတဲ့အကြောင်းပြောမယ်ဟာ우အခုတလောတယ်လီဖုန်းပြောတာကတန်းထစ်ရင်ဖို့ဆန်လွန်းနေသည်ကိုသွေးလုရက်ကလည်းတန်းထစ်ရင်ဖို့ဆန်လွန်းလာသည်ဟုတ်ကဲ့နောက်မှသိရတာကသူတို့ထုတ်မယ်ဆိုတဲ့မဂ္ဂဇင်းကတန်းထစ်ရင်ဖို့တဲ့ဗျာကျွန်တော်အိမ်သာတက်နေတော့တယ်လီဖုန်းလာသည်ဟုလာကြောင်းကြသည်အိမ်သာတက်ခါစဖြစ်သောကြောင့်ကိစ္စကမပြတ်တပြတ်ဖြစ်နေ၏အမြန်လက်ဆတ်တက်ပြီးထွက်လိုက်ရ၏ ဖုံးသွားကြင်တော့တစ်ဖက်မှာတငယ်ချင်းကဆောင်းရတာကြားလိုက်တာကွာဟုတ်စိတ်မရှိသန့်ဖြစ်ပြောသည်အင်နာတက်နေတာကွာချက်ချင်းလာလို့မရဘူးအော်ဟုတ်လားမင်းရဲ့ကြီးတုံးက15ချက်တန်သွားပြီပေါ့ဒီတော့မှကျွန်တော်သဘောပေါက်သွားသည်ဟုတ်သားပဲ10မိနစ်15ချက်ဖြစ်သွားပြီကိုကျွန်တော်လူတယောက်ဒီတက်ကတူចောင်းသားဖြစ်ဒီကောင်ကညာတိုင်းလူလူသူ့ကောင်မလေးစီဖုံးဆက်တတ်တယ် တခါစကားပြောလျင်နိုင်ဝက်တနာယီကြသည်အရင်ကတော့ကိစ္စမရှိဘလောက်ကြောင်ဖုံးပြောပြောတယူနစ်စာပဲပေးရသည်ခုတော့10မိနစ်15ကျပ်နှုန်းဟု ဆိုသောအခါဒီကောင်သူ့ကောင်မလေးစီဖုံးဆက်ပြီးဆိုရင် အမေလို့သူကမျက်စောင်းတခဲခဲတစ်ချက်တစ်ချက်ချောင်းဟန်တန်ပြူပြီးတတိပေးသေးသည်ဒီကောင်ခမညာစိတ်ရှိလက်ရှိမပြောနိုင် ကောင်မလေးကလည်းစကားကြောအတော်ရှိတာတဲ့ဒါနဲ့ဒီကောင်လဲအော်ဟုတ်လား ။ဟင်းအင်းဒါပဲနော်ဆိုပြီးဖုံးအမြန်ချပြစ်ရသည်။ဒီမာရီမဲပြဿနာဖြစ်တော့တာပဲ။ကောင်မလေးကသူ့ကို15ချက်လောက်တောင်တန်မိုးမထားရကောင်းလားဆိုပြီးတော့အဆက်ဖြစ်မဲ့ဘာညာဖြစ်ရော။ဒီကောင်အတော်ပြသွားသည်။ကောင်မလေးကိုပြန်ချော့တဲ့အနေနဲ့စူပါမားကတ်ကိုခေါ်သွားရသည်။ကောင်မလေးကလည်းအမြင်ကပ်လို့လားမသိ။နိုင်ငံသားပြည်ရင်ွေးပလင်းကိုလက်ညှိုးထိုးပြလိုက်တာ။ဒီကောင်မဟုတ်တလားစားလောက်ထီသွားတဲ့။ဆိုင်ဆရာတို့သည် အကြောင်းလေးစားတစ်ခုကိုကြားသိရလျင်စင်ပွားပြီးအတွင်းနဲ့ချဲ့တက်ကြသည်ကျွန်တော်လည်းဒီအတိုင်းပဲပထမဆုံးတွေ့မိတာက ခုချိန်မှာတက်ကြမ်းတွေခင်းစားနေသည့်အကြောင်းဖြစ်၏ကြီးပွားအောင်ပြုလုပ်နေလုပ်ငန်းစီမံခန့်ခွဲနေမိန်ကုန်းပြောနေနိုင်ငံခြားဘာသာစကားပြောနေစာအုပ်တွေထွက်နေသည်ထို့သူတယ်လီဖုန်းပြောနေစာအုပ်တွေလည်းရေးလျင်ကောင်းပြီဟုစဉ်းစားမိ၏ဒီလိုစာအုပ်မျိုးကိုတော့ဆက်သွယ်ရေးတက်ကဆရာတွေရေးလျင်ပိုကောင်းပြီသူတို့က လင်းယုံမယထာလင်းယုံမယထာအတန်ဘလောက်ကြားလဲကြားရင်အကြောင်းပြန်ဒါပဲဆိုတော့လိုရင်းတူရှင်းပြောင်းလေးကိုထွန်းကျင်ကြသည်ဟယ်လိုဘာလုပ်လဲဟက်ကောင်ကြီးယထာလားငါဘာကွာလင်းယုံမနေကောင်းလားအေးကွာရာဇီဥရုကအေးတယ်နော်အမီရလေးမမှန်ချပြီကွာတိတ်လားသမင်းတော်စားပြီပြီလားဘိုင်းချက်လေမချောက်ဟုတ်လားဟာကောင်းတာပေါ့မလို့စီမှာတော့မိကုတ်ထွက်မှာဆိုတော့ ဟင်းမချက်နိုင်ဘူးခေါက်ဆဲကြောက်ကိုဝါးစားပြီးတော့ရင်းနဲ့မျောချနေရတယ်ဒါနဲ့ငါ့အတံဘလောက်ကြားတယ်လေကြားရင်အကြောင်းပြန်စမ်းမအောင်ကွာတငယ်ချင်းရဆိုပြီးလေကျွမ်းရှည်လို့မရဘူးလေမိโกရဲတယောက်လက်ကန်ဖုံရာကာစားတုံးကအကြောင်းကိုလည်းတတိယမိ၏တာယာမင်းဝေကကျွန်တော်စီလမ်းဖုံးဆက်ပြီးမိโกရဲတော့မြောင်းအောင်တီးရတပြပြဖြစ်နေပြီဟုပြောသည်အဲ့ဒါဒီကောင်းစီဆက်ပြီးတော့အကြာကြီးစကားပြောပြလိုက်စမ်းပါဗျာ ကျွန်တော်တို့နိုင်ဘွဲတော့ပြောလိုက်ပြီးဟုတ်ချွန်းတွန်းလို့တည်ထိုးစင်ကကျွန်တော်တို့ဂျိုးဖုံးတွေကတခါဆက်လျင်ဘလောက်ကြောင်မေးပြောပြောတယူနစ်စာသုံးချက်ပဲကြသည်သူများကကိုယ်စီဆက်လျင်တပြားမှမပေးရလက်ကင်ဖုံးတွေကြတော့အဝင်ရောအထွက်ရောတမနစ်ဘလောက်ဆိုပြီးပြောလျင် ပြောသလောက်ပေးရသည်သူများကကိုယ်စီဆက်လျင်လဲတဝက်ခပေးရသည်ဒီတော့ကျွန်တော်တို့ကသုံးချက်အကုန်ခံပြီးဆက်အကြကြီးပြောသူကတော့တမနစ်ချင်း unit တွေတက်ပြီးပို့ကုန်သည် ။တရားမင်းဝေကတခြားလူအတော်များများကိုလည်းနီကိုရဲ့ဖုန်းနံပါတ်ပေးပြီးဖုန်းတွေဆက်ခိုင်းပြီးတသက်မဲ့ဟိုပုဂ္ဂိုလ်လေးကိုဒုက္ခပေးကြတာလေ။ခုတော့ကျွန်တော်တို့ကျိုးဖုန်းတွေလည်း10မိနစ်15ကျပ်ဖြတ်သွားပြီ။လက်ကင်ဖုန်းတွေကတော့10မိနစ်25ကျပ်တဲ့။ဒီနေရာမှာပေသီးခောက်တဲ့သူတချို့အကြောင်းတွေးမိပြန်သည်။သူတနေရာကိုရောက်နေသည်။သူရုံးကန်သူမဟုတ်အလုတ်ယုံသူမဟုတ်ဆိုင်ကိုဖုံးဆက်ပြီးမာစရာတွေရှိနေသည်။ အချိန်နည်းနည်းကြာအောင်ပြောရမည်ဒီအခါမှာမလုပ်တလဲဆိုတော့သူ့လက်ကင်ဖုံးကနေဖုံးဆက်ပြီးအကြောင်းကြားသည်ဖုံးချပြီးသူ့လက်ကင်ဖုံးစီပြန်ခေါ်ခိုင်းသည်ခုနောက်ပိုင်းစနစ်တည်းအရအထွတ်အထွတ်သာပေးရပြီးအဝင်အထွက်ပေးစရာမလိုအခုသူ့လက်ကင်ဖုံးကိုချိုးဖုံးကနေပြန်ခေါ်ခိုင်းတော့တမနစ်ကို30တန်းလုံးတတ်တာတော့တာပေါ့နောက်တစ်မျိုးကတော့နည်းနည်းလူလေကြသည်ဟုဆိုနိုင်၏လူတယောက်ကိုပြောစရာစကားတွေအတော်များများရှိနေသည် ဒီခါမှာထိုးသူမရှိနိုင်လောက်တဲ့အချိန်ကိုမှန်ပြီးဖုံးဆက်လိုက်သည်တပတ်ကမရှိပါဘူးဆိုတော့မှဒါဆိုပြန်ရောက်ရင်ကျွန်တော်စီပြန်ဆက်ခိုင်းလိုက်ပါဟုမှားထားလိုက်သည်တပတ်ကပြန်ဆက်လာတော့မှ ပြောချင်တာတွေတဝါကြီးပြောပြလိုက်၏ကိုပြောချင်တာလည်းပြောရတယ်လီဖုန်းကကတော့တပတ်လူကိုကြားခံခိုင်းတဲ့နည်းလေကျွန်တော်တငယ်ချင်းတယောက်ကစကားထစ်သည် သူပြောတာနားထောင်ရတာအတော်စိတ်ရှိအသီးခံရသည် တခါတလေတော့သူပြောမယ့်ဟာကိုကိုကရိပ်မိနေပြီသူကထင်နေတော့ဒီတော့မင်းပြောမယ့်ဟာဒါမဟုတ်လားဟုတ်ကိုထောက်ပေးရသည်နောက်တော့ဒီကောင်ကနိုင်ငံသားမှာအလုပ်သွားလို့တည်တလားတခါတော့အင်ကိုဖုံးဆက်တည်နိုင်ငံသားမှာကဖုံးဆက်လျင်ကပြားထည့်ပြီးဆက်ကြတာ5မိနစ်စာ7မိနစ်စာ15မိနစ်စာစသည်ဖြင့်ဝယ်လို့ရသည်ဒီကောင်ဖုံးပြောတဲ့အခါစကားထင်နေတော့ဖုံးပြောခြင်းတွေလိုအပ်တာထက်ပိုပိုကြာသွားတတ်တည် ဒီခါမှာသူမိမကရှင်ထစ်နေတာ9ဒေါ်လာဘိုးလောက်ရှိတယ်။အဲ့လိုထစ်နေရင်ခဏခဏဖုံးမဆက်နေတော့ဟုတ်ရာဇာတန်ပေးသည်။ဒီကောင်ကလည်းမိမကိုတော်တော်ချစ်တာဆိုတော့ဖုံးမဆက်ဖဲမနေနိုင်။ဒီလိုနဲ့စကားမထစ်ရအောင်တတိထားပြီးစ조사လေ့ကျင့်ရသည်။ခုတော့ဒီကောင်โอเคနေပြီ။စကားထစ်တာကိုပျောက်ကင်းအောင်ကုသနိုင်သောနီးလန့်တစ်ခုပေါပေါက်လာခြင်းအတွက်ဝမ်းမြောက်ဖွယ်ပင်ဖြစ်၏။ဒီအချက်တွေကိုသုံးသပ်ကြည့်ပြီးနောက် တခုသွားတွေ့မိပြန်သည်ကျွန်တော်တို့စာရေးဆရာတွေအနေဖြင့်စာနယ်ဇင်းတွေစီက စာမူကရရှိပုံစနစ်ကိုခင့်နဲ့အညီပြုပြင်ပြောင်းလဲဖို့ဖြစ်၏အရင်လိုတပုတ်ဘလောက်ဆိုတာမျိုးပုံပြမဟုတ်ပဲပထမတမျက်နာဘလောက် နောက်ထပ်တမျက်နာတိုးတိုင်းဘလောက်ဆိုပြီးယူနစ်စနစ်နဲ့ယူရကောင်းမလားစဉ်းစားနေမိပါသည်ဘယ်နဲ့ရှိစာဆရာများတဲထိတ်ရင်ဖို့မဂဇင်းဇူလိုင်2003ခုနှစ် ယခုဆက်လက်ပြီးဖတ်ပြပေးမှာကတော့ဆရာမင်းလူရဲ့ဝါနီပြားဆိုတဲ့အစေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်အားပေးကြပါအောင်ခင်ဗျာ။ဝါနီပြားကျွန်တော်ဒီအကူမမောင်တိုက်နဲ့တပူးတွဲနေခဲ့သူမဟုတ်တဖြစ်သူ့အကြောင်းအသေးစိတ်တော့ရေးနိုင်မှာမဟုတ်။အသက်ချင်းဝါချင်းကွာခြားတာကတကြောင်။ပကြီးဆရာနဲ့ဆိုင်းဆရာဖြစ်နေကြတာကတကြောင်ကြောင့်မကြာခဏမဆုံးဖြစ်မဂဇင်းတိုက်ပြီမှာ တခါတလေတွေ့သည်သူနှင့်တဝိုင်းနေသုံးလင်းကလောက်ထိုင်တောက်ဖို့သည်တလောက်ပဲထို့ကြောင့်သူအကြောင်းကျွန်တော်သိသလောက်ပဲတစည်းတစောင်းလွမ်းပြနိုင်ပါလိမ့်မည်သူနှင့်တခါတည်းမှဆုံးဖြစ်သည်ဆိုတော့လေရင်းနှီးမှုအတိုင်းတာကတော့အတော်ရင့်တန်နေဒါကလည်းမဆန်းသူနှင့်တခါလောက်ပဲစကားပြောဖို့တဲ့လူတော်မှမခင်မင်မဲမနေနိုင်တော့အောင်သူကပါရမီထိုးတာကိုအခုမမောင်တိုက်သည်လူကျောလူလှတယောက်လို့တော့မဆိုနိုင်တို့ရတွင် ထူးခြားသောရုပ်တင်ရှိတခါမြင်မှုလျင်မှတ်မိလွယ်သောရုံမျိုး သူမျက်နှာကရှင်းသည်အကွယ်ဝတ်တွင်မပါ မြင်လိုက်တာနဲ့ယုံကြည်စိတ်ချရတဲ့သူပဲဆိုတာသိတာနိုင်၏မဂဇင်းတိုက်တွေမှာစုံပြစ်တော်လဲသူကကျွန်တော်ကိုမသိသေးကျွန်တော်ကလည်းကိုကိုကိုမိတ်ဆက်ပြီးစကားဆပြောဖို့ဝင်လေးတက်သူဖြစ်သောကြောင့်တီကျောင်းဝင်မရာပဲရှိနေခဲ့၏တရက်မှာတော့ဆရာအောင်ပြည့်ကခေါ်သဖြင့်38လမ်းကဤခေါ် စားတော့ဆိုင်တို့လိုက်သွားသည်သူစဉ်ကကျွန်တော်ကစားရေးဆရာပေါ့ဆာဖြစ်တယ်လို့ရမကာပညာသင်လဲဖြစ်၏အကူလေးပြောပြောနေသောဤကိုရောက်ဖူးချိန်နေတာနဲ့အတော်ပဲဆိုင်ရောက်တော့အကူမမောင်တိုက်ကရောက်နေနေပြီဆရာအောင်ပြည့်ကသူနဲ့ကျွန်တော်ကိုမိတ်ဆက်ပေးသည်လူငယ်တယောက်လည်းဖြစ်လူကြီးဝိုင်းနှင်းကိုမဝေမယဲဝင်ရောရသူလည်းဖြစ်သောကျွန်တော်သည်အကူတိုက်ဤဖော်ရွေမှုကြောင့်ခဏချင်းမှပဲနေသားကျသွားသည် သူသည်ကိန်းကြီးကန်းကြီးမနိုင်ကြောင်း ဆရာကြီးကင်မဖမ်းတဲ့ကြောင်းစတင်အတိမှတ်ပြုမိ။ဆိုင်မှာကျွန်တော်သဘောကျသွားတာတခုရှိ။စားတော့ဆိုင်တွေမှာ အခမဲ့ပေးလေရှိသော စာတားဟင်းကြိုပင်ဖြစ်၏။ဟင်းရည်တော့ပကံလုံးအကြီးစားဖြစ်ထည့်ပေးသည်။အရေးကြီးမဟုတ်ဝယ်ရိုးတွေလည်းပါသည်။နံရိုးလိုတည်တည်ကွကွလေးလည်းမဟုတ်ခြေထောက်ရိုးလားမသိအကြီးကြီးတွေချင်းစီတွေကဝစ်တက်နေ၏။ဆရာအောင်ပြည့်တို့ထွင်ထားတာကဟင်းရည်တဲကို ချင်းကန်ဆက်ရည်တွေလောင်းထည့်လိုက်ခြင်းဖြစ်၏။ ရူဒီယာဟင်းတို့ရတာမျိုးဖြစ်သွားပြီးအတော်တောက်လို့ကောင်းသည်ကျွန်တော်လဲထိုအတွေ့အကြုံကိုတငယ်ချင်းတွေပြောပြပြီးကြွားလိုက်သည်သူတို့စိတ်ဝင်စားပြီးတွားကျင်နေပြောသဖြင့်ကျွန်တော်ကဥဆောင်ပြီးခြေတက်သွားကြသည်ဆိုင်းရောက်လို့မာစရာရှိတာမှစားတော့စရာတွေလာချတော့ဟင်းတို့ပကန်းကခတ်သေးသေးအယိုးလဲမပါဟမ်အယိုးလဲမပါပါလားဟုတ်ကျွန်တော်ကပြောတော့ကောင်တာမှာထိုင်နေသောဆိုင်ရှင်အကြီးက အယိုးကမမောင်တိုက်အတွက်ခြံထားတာအယိုးမရရင်ပြဿနာရှာမှာဟုတ်လှမ်းပြောသည်ဒီတော့မှသဘောပေါက်သွားသည်ဒီဆိုင်မှာဆရာအောင်ပြည့်တို့ဆရာမမောင်တိုက်တို့လိုဂုံလူဆောင်စားသုံးသူအဖြစ်အတိမတ်ပြုခံရသူတွေသာအယိုးရတော့အဆင်ရှိကြကြောင်းပင်ဖြစ်အကိုတိုက်ကွယ်လွန်တော့ဝမ်းနဲ့မှတ်တမ်းမှာအခုတော့ရိုးတော်မရှိတော့ပါလားအားလုံးပြားဖြစ်ကုန်ပြီကောဟုတ်ကျွန်တော်အမှတ်တရရေးခဲ့သေးသည်ထိုဆိုင်မှာ အကိုတိုက်နဲ့ရန်ဖန်ရန်ခါဆုံလက်တည်သူကလည်းသူ့ပေါင်းသင်းတွေနဲ့ကျွန်တော်ကလည်းကျွန်တော်တငယ်ချင်းတွေနဲ့တခါတလေကျွန်တော်ကသူတို့ဝိုင်းစီတွားပြီးနှုတ်ဆက်တည်သူကအတင်းထိုင်ခိုင်းပြီး သူ့ပလင်းတွေကငှက်တိုက်တတ်တည်သူ့တန်ကအတတ်တဲ့ရှတ်တတ်တာဖြစ်အတန်ဝင်ပြီးပြန်ကောင်းကစားလူတွေလိုအတန်မျိုးအတန်ဩဇာရှိလာသည်ဟုမဆိုနိုင်တို့ရရင်စကားပြောကောင်းသည်စာပေဟောပြောပွဲမှာကောင်းသလိုမျိုးတော့မဟုတ်ရမကဝိုင်းတဝိုင်းကိုဥဆောင်ပြီး ထိန်းထားနိုင်ခြင်းပင်ဖြစ်သူအတွေ့အကြုံတစ်ခုအကြောင်းအရာတစ်ခုကိုစိတ်ဝင်စားဖွယ်ဖြစ်အောင်ဆွဲဆောင်နိုင်သည်အခုတော့အကိုတိုက်သည်ဆိုင်ပိုင်ရှင်ကြည့်ကိုပြဿနာရှာနေတာတွေ့ရ၏ပြန်စရာလမ်းစိတ်မရှိလို့ဆိုပြီးဝင်90ချင်းနေခြင်းဖြစ်တကယ်တော့သူ့အိမ်ကနီနီလေးလမ်းလျှောက်သွားလို့တော့ရသည်စိုက်ကန်းစီးလျင်တော့ဟိုချင်းနှစ်ချက်သုံးချက်လောက်ပဲပေးရမှာပြီးတော့ဝင်90မပြောနဲ့200 300ချီးလျင်တော့ အကြီးကပေးနိုင်သည်အကိုတိုက်လူလူမျိုးကပတ်စံမပါလဲနောက်နေ့မှပေါင်းယူဆိုပြီးထွက်သွားလို့ရသည်ပတ်စံမရှိတာလည်းမဟုတ်သူ့ဝိတ်ထဲမှာငွေဆက်ကိုအထက်လိုက်ခောက်ထည့်ထားတာမြင်နေရသည်ခုဟာကတမင်တက်တက်ရင့်နေတာသူပြဿနာရှာနေပုံကစိတ်ဆိုးစရာမဖြစ်ပေပျော်စရာကောင်းနေသည်အကြီးကရည်နေသည်တခြားဝိုင်းကသူတွေတောင်ပြုံးစစ်စစ်ဖြစ်နေကြ၏သူ့ပုံစံမှာကလေးစိုးကြီးတယောက်လိုချစ်စရာကောင်းနေလေသည် သူကအပေါင်းအသင်းကိုတိတ်ခင်သည် အနွန်တာခံတတ်သည်ရမကဝိုင်းတွင်မှာအများဆုံးအကုန်ကြခံသည်သူကရှမ်းရှမ်းတောက်အောင်မြင်နေသူဖြစ်သောကြောင့်ဝင်ငွေကောင်းသည်ဝင်ငွေကောင်းသလောက်လဲလက်ဖွာသည်စာပေနေထဲမှာသူနဲ့မတည့်တဲ့လူမရှိကိုမမောင်တိုက်နဲ့ဘသူနဲ့စကားများလို့မခေါ်နိုင်မပြောနိုင်ဖြစ်နေကြတယ်ဆိုတာမျိုးကျွန်တော်တခါမှမကြားမိဘသူနဲ့ဘသူရန်ဖြစ်ပြီးထက်တန်းတန်းဖြစ်နေကြတာကိုတိုက်ကဝင်ပြီးဖြန်ပြေးပြီးလို့ပြန်တည့်သွားကြပြီဆိုတာပဲကြားဖို့တည် ူ့မှာညိုတေးမရှိဘသူ့အပေါ်မှာမှအာဃာတမထားသူ့ကိုကောက်လင်လဲထိုးသူသားအယူကြီးဖြစ်သွားလိမ့်မည်အကူမမောင်တိုက်ဤထင်ရှားသောဇယိုက်လက္ခဏာမှာစိတ်ရှင်းခြင်းနှင့်ဖြောင်းစင်းခြင်းပင်ဖြစ်၏ကျွန်တော်၏ဒုတိယမြောက်လုံချင်းဝိထုဖြစ်သောချစ်သောပန်းကလေး၏မျက်နှာဖုံးကို အကူတိုက်ကဆွဲပေးသည်ကြည့်လိုက်တော့အယောင်လေးကဖြတ်တော့တော့စုပ်ချက်တွေကခက်ရော့ရော့နမဲမကြီးသေးတဲ့ကလောင်ကလေးမို့လို့ဘယူးမဆိုင်ဖဲဟုံးလိုက်တာပဲဟုထင်မိ၏ ုံနှိမ့်တိုက်ကနေရိုက်ပြီးထွက်လာတဲ့အခါကျတော့အယောင်တွေကစိုးတက်လာသည်ဆုပ်ချက်တွေလည်းကြွလာ၏ဒီတော့မှကျွန်တော်အံ့ဩသွားရ၏ထိုစဉ်ကကာလာဖလင်ခွဲရမှာလက်နဲ့ခွဲရတာ offset ပုံနှိမ့်တိုက်တွေလည်းများများဆဆမရှိသေးတယောက်နဲ့တယောက်တစ်ဆက်နဲ့တစ်ဆက်ပုံထွက်ချင်းမတူတချို့ပုံဒီအယောင်တွေဖျော်သွားတတ်သည်တချို့ကတင်းသည်အယောင်တွေကျွမ်းတတ်သည်ဝိုင်းရင်မကြီးဆရာတွေကဖလင်ဘသူခွဲမှလဲဘဲဆက်မှရိုက်မှလဲမြေပြီး လူတို့ပူလျှော့လုပ်ပေးရကြောင်းနောက်ပိုင်းကြမှာကျွန်တော်သိလာရ၏ဒီလိုကိစ္စမှာအကိုတိုက်ကဆရာကြီးတဆူပဲဒီနေ့လို CTB ခစ်မှာဆရာကြီးကိုက်ဖမ်းကျင်သောပုံကိုယ်တွေကိုတွေ့တော့နှကမ်းပြပြကြီးကိုတင်းတင်းစီပြီးပြုံးတတ်သောအကိုမမောင်တိုက်ဤမျက်နှာကိုမြင်ရောင်မိ၏ဆရာမမောင်တိုက်ဤအထင်ရှားဆုံးနှင့်လူသိအ ਨੇ ဆုံးလက်ရာတစ်ခုရှိသည်ကွတောင်းနှင့်ကျေပုံပါသောအမျိုးသားဒီမိုကရေစီအလံမင်ဖြစ်၏အဖွဲ့ချုပ်စတင်တည်ထောင်စဉ် 1988ခရဲကရေးဆွဲပေးခဲ့ခြင်းဖြစ်လေသည်အကူမမောင်တိုင်ခွလွန်ပြီးနောက်အမတ်တရစာအုပ်ထုတ်မယ်ဆိုတာကြားမိ၏ဒါမျိုးကဖြစ်တတ်သည်ချင်းချောင်းသောလူပညာရှင်တယောက်ခွလွန်ပြီးကာစားတွင် လွမ်းစာတွေရေးကြသည်ပြီးရင်စာမူတွေစုပြီးစာအုပ်ထုတ်မည်ဟုပြောကြဆိုကြသည်နောက်တော့သွေးအီးသွားပြီးအစီအစဉ်ဤပြတ်သွားတတ်သည်အခုစာအုပ်ကတော့တကယ်ထုတ်ဖြစ်မှာစာမူတွေတောင်စုံတလောက်ရှိနေပြီဖောင်တော်ပိတ်တော့မယ်ဆိုသောသတင်းကို အတော်နောက်ကြမှသိရ၏အကိုတိုက်ဤသားဖြစ်သူ ကိုစီဖြိုး၏ဖုန်းနံပါတ်ကိုစုံစမ်းမေးမြန်းပြီးဆက်သွေတော့ဟုတ်တယ်ကျွန်တော်အလုပ်များနေမှာပဲဆိုပြီးတော့အာနာလိုတိုက်ရိုက်မပြောပြတာရေးတော့ရေးစီကျင်တာပေါ့ဟုတ်ကိုစီဖြိုးကပြောသည်ခုနေကရေးမယ်ဆိုရင် အချိန်ဘယ်လောက်ရနိုင်ကလေးလို့ကျွန်တော်ကမေးတော့၃ရက်လောက်ပေါ့ဟုဆိုသည်ကျွန်တော်ကစာရေးနေသည် စာတပုတ်ကိုအနည်းဆုံးတစ်ပတ်လောက်တော့ကြာသည်တခါတလေရေးရင်ကတနည်းလျင် အစေးလေးတစ်ပုတ်ကို15ရက်ကြာကျင်ကြာသွားသည်ပြီးတော့ခုဟာကလွယ်တကူတာဝန်ကြီးကောက်ရေးလို့ကောင်းသောအကြောင်းအရာမျိုးလည်းမဟုတ်နောက်နောက်ဘယ်တော့ခါမှ ပြန်လည်တွေ့ဆုံခွင့်ရမှာမဟုတ်တော့သောထိတ်တန့်ပုဂ္ဂိုလ်တစ်ယောက်အကြောင်းထို့ကြောင့်3ရက်လောက်နေတော့မိမာမဟုတ်တော့ဘူးဟုငင်းလိုက်တော့မြည်စိတ်ကိုသည်ထို့စင်မှာပဲတစုံတစ်ခုကိုဖြတ်ကနေသွားတရိယာလိုက်မိ၏2010မေလ19ရက်ကိုသူမောင်ကွယ်လွန်ပြီးနောက်တနေ့ ြီးခဲ့သောတညလုံးတနေ့လုံးမအိတ်ခရသဖြင့်အိမ်မှာခဏမေးပြီးကိုသူ့မောင်တို့အိမ်ဘက်သို့ပြန်ထွက်လာတတင်းလာမိသောအကိုတတ်တပ်ပုံကိုထင်ဝင်းကိုဝင်းမောင်ညော့ကိုစီဖြိုးတို့အုပ်စုနဲ့သွားဆောင်လီအကိုတိုက်ကတပြားတစ်ခုကိုပိုက်ထားလီကိုသူ့မောင်ဤတပ်ပုံဖြစ်၏ကိုထင်ဝင်းရိုက်ပြီးထားသောပုံဆရာကိုထင်ဝင်းသည်တပ်ပုံမူပိုင်ခွင့်နှင့်ပတ်သက်ပြီးနမေကြီးသူဖြစ်၏သူရိုက်ထားသောကိုသူ့မောင်နှင့်ပတ်သက်လို့တော့ကြိုက်တယ်လို့သုံးပါလှုပ်ချင်တာလှုပ်ပါဟု ခွင့်ပြုသည် ထိုပုံကိုအကိုတိုက်ကပုံတူအဖြစ်ပြန်ဆဲနေဖြစ်ဇာပနအခမ်းအနားမှာအသုံးပြုဖို့ဆရာမောင်ညိုဝင်းကလည်းတပုံဆွဲပေးသည်သည်ကိုတော့တညာလုံးမိတ်ပဲဆွဲရမှာပဲအမှတ်တရပေါ့ဟုအကိုတိုက်ကပြောသည်သူတို့ထွက်သွားတော့မှအမှတ်တရပေါ့ဆိုသောစကားဤအထိပ်ပဲကိုသဘောပေါက်သွားသည်ကိုသူမောင်ဤဇာပနကမေ20ရက်ကျွန်တော်ငွေနေပြီတရက်ကျော်ဒါဆိုကိုသူမောင်ဆုံးတဲ့မေ16ရက်က အကိုမမောင်တိုက်ရဲ့မွေးနေ့ပေါ့ကျွန်တော်စာရေးဖို့အတွက်မိလဘွားအမှုပညာရှင်တွေစီရင်ကိုတက်နိုင်တဲ့လောက်စူးစောင်းခဲ့ဖို့တဖြစ်သိနေခြင်းဖြစ်အမှတ်တရပေါ့ဖူအကိုမမောင်တိုက်ပြောတာဒါပဲဖြစ်မှာပဲသူကူညီရမယ်အလေတော့ကကိုသူ့မောင်ရဲ့ပုံသူကိုညာတွင်းချင်းကြည့်အောင်ပင်ပန်းခံပြီးရေးဆွဲပေးခဲ့တာငါကသုံးရက်တောင်အချိန်ရတာတွေးမိပြီးဒီစာကိုစူးစမ်းရေးဖို့ဆုံးဖြတ်လိုက်ပါသည်ယခုဖတ်ပြပေးခဲ့တာကတော့ဆရာမင်းလူရဲ့ ဟလိုဒါပဲနဲ့ဝါပြာနီးဆိုတဲ့အစေးများကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့သောတာရှင်များအားလုံးစစ်အာဏာရှင် စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးပန်းတွေဝေသောရွှေရောင်နာကတ်တွေကိုကိုစီပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။